ကျွန်တော်လည်းဘဘူးကြောင့်နည်းနည်းလေးပုံပြီးပြောပြစေချင်ပါတယ်ဝင်လာတဲ့မေးခွန်းတွေကလည်းဆိုရှယ်မီဒီယာကိုကြည့်လိုက်လို့ရှိရင်လူတွေတော်တော်များများကအတူတူပဲပြောနေတာကိုတွေ့ရပါတယ်အခြားလေအသေးနေသားလည်းဘဘူးလို့ဖြစ်နေသလိုမျိုးရလဒ်တွေဇာတ်လိုက်ဆိုးရွားနေမယ်ဆိုရင်ဒီခါလေးပရိသတ်တွေကဖုန်းတွေပိတ်ပြီးတော့အာလီစတော်လို့နေပြဟိုလဲလဲတင်ပြီးလို့ပြောကြလိမ့်မယ်ဗျအော်ဟုတ်ကဲ့ဒါတော့ခက်ခဲတဲ့ကိစ္စတစ်ခုပါဘာလို့လဲဆိုတော့အာလီစတော်မှနည်းနည်းတော့အခွင့်အရေးတွေရှိနေသေးတယ်ဗျသူကမနေ့ကလေးပလောက်ရခဲ့တာကို ျွန်တော်အစီအစဉ်စောပိုင်းတုန်းကလည်းပြောခဲ့ပါတယ်ကဗျာဒီရအတိုင်းပြာဒီကိုဂျိုတာရဲ့ကွယ်လွန်မှုပြီးတော့အဲ့ဒါကလူစင်းအပေါ်မှာစတော့အပေါ်မှာနေပြအပေါ်ဘလောက်ထိထိခတ်လဲဆိုတာတွေပါတော့ခင်ဗျားအဲ့ဒီအရာတွေအားလုံးကိုထည့်သွင်းစဉ်းစားရမယ်ဗျဒါပေမဲ့ကျွန်တော်တို့တည်ထားတာကတော့အသိကခြေစွမ်းမပြသနိုင်ဘူးသူကဘတ်တိုင်းပွဲတိုင်းမှာအပြောင်းလဲတွေအများကြီးလုပ်တယ်ပြီးတော့အဲ့ဒါတွေကသူအမှန်ကန်မလုံနိုင်ဖြစ်နေတယ်ပေါ့ဗျာဒါကြောင့်မလို့သူကျွန်တော်ရင်ကပြောခဲ့သလိုပဲ ဒီကနေ့ကပထမဆုံးအချိန်ကျွန်တော်တွေးမိတာက Arnie Store ကလေဘာဘူးမှာဖြစ်နေတဲ့ဒီအခြေအနေကိုဖြည့်ရှင်းနိုင်ပါမလားဆိုတော့ကျွန်တော်တော့မသေးရတော့ဘူးဗျ။ဒါပေမဲ့ခင်ဗျားစပြီးတော့ကြည်လာပြီ။တို့အပြောင်းလဲလုံးကြမလား။ရာသီအစမှဒီလိုစဉ်းစားရရိုးသူစရာကောင်းမယ်ပေါ့ဗျ။တို့ဇာမကောင်းနေအများကြီးခေါ်ကြတယ်ကျွန်တော်ထင်တော့ကောင်းပြီတို့ဥရောပကအကောင်းဆုံးဇာမ3လောက်လောက်ခေါ်ယူထားတယ်တို့လေးကိုထပ်ပြီးတော့အာဒလင်တော့လည်းလှိမ့်တယ်လို့မျိုးဖြောက်ကျော်သွားလိမ့်မယ်လို့ဒါမဲ့လုံးဝမဖြစ်ခဲ့ဘူးဗျာဒီကနေ့တို့ဇာကွက်အသားစီးအယူခံလဲရပြန်ပြီပြီးတော့ ျွန်တော်အရင်စတော့ကိုတော့မမြင်မိဘူးဗျဒါကကျွန်တော်ကိုယုံကြည်မှုပေးနေသူဘာပြောမလဲဆိုတာကိုစောင့်ကြည့်ရတာစိတ်ဝင်စားစရာတော့ကောင်းပါလိမ့်မယ်ဒါပေမဲ့ခင်ဗျားတော့သိလာတော့မသိဘူးစိတ်မပူပါနဲ့ငါပြတနာကဘာလဲဆိုတာကိုငါသိတယ်တကယ်သိတယ်ငါပြင်လိုက်မယ်လို့ပြောနိုင်တော့တဲ့ယုံကြည်မှုမျိုးကျွန်တော်ကိုမပေးနိုင်ပါဘူးကစားမတက်ရောက်မှကောင်းကောင်းအသားမကျသေးဘူးဗျဆိုတော့မာရီကင်ရောအော်ခင်ဗျားတို့သိတဲ့တယ်မြေမှာပေါင်တန်း450တန်းကစားမတွေပါဆိုတော့ခါကိစ်ကဘောပေါင်းမှာဇားတော့ကလပုံးပေါင်းဇားတာတိတိတသားတွေကိုကွဲပြားခြားထားနေပါတယ် ပြီးတော့သူ့ရဲ့ခြေစွမ်းနေမှာအဲ့ဒါကိုပြသနေတယ်။ရေမောင်ကလည်းမစောင်းနိုင်ဘူး။ဆိုတော့ဆိုဘတ်တိုင်းညောင်တော့ကလူနေရာမှာစောင်းနေတယ်။တကယ်တမ်းသူကပို့ပြီးတော့အကွဲလေမှာကွဲလေကြကြပို့ပြီးနီးကပ်ပြီးကစားတင်တာလေ။ဆိုတော့သူ့ရဲ့အကောင်းဆုံးဇာမတွေဖြစ်နိုင်ပေမဲ့သူ့ကိုညောင်တော့ကလူနေရာမှာပဲထားရတယ်ဗျ။ညောင်တော့ကလူကပွဲကိုမစိုးမိုးနိုင်ခဲ့ဘူးလို့ပြောတာမဟုတ်ဘူးနော်။ပြီးတော့အီဆက်သူကတကယ်ကိုပျောက်နေတယ်ဗျ။လုံးဝကိုပျောက်နေတယ် ျွန်တော်တို့ကိုနီယူကာဆယ်မှာတော့ကြီးခဲ့ပါလေသူတို့ဘဲစနေကိုမန်စီးရဲ့အသင်းနဲ့အခုလေးနေမဲ့ကျွန်တော်တို့စခဲ့နေပါပြီပြီးတော့သူကတော်တော်လေးကိုခံထားခဲ့ပါလေသူမရှိတော့တဲ့နီယူကာဆယ်အသင်းရဲ့အစင်းနဲ့တစ်ဆင့်ကြာသွားခဲ့ပါလေဒါမှလည်းပဲသူကလမဘူးအင်းကြီးနဲ့အဲ့ဒီခြေစွမ်းမျိုးရှာမတွေ့နိုင်သေးဘူးဗျဒါမှမဟုတ်အခုကျွန်တော်ပြောနေတာကလမဘူးဘောလုံးကလပ်အကြောင်းတော့အာကျွန်တော်တို့လွန်ခဲ့တဲ့ဒီ graphic ကိုပြတော့ကသူတို့ရှောင်းနေခဲ့တဲ့ဘဲစနေကိုခင်ဗျာကြည့်လိုက်ပါ okay ခင်ဗျာပရီးမီးယားလေးကိုကြည့်လိုက်အာခင်ဗျာတွေးမိပါကโอเคမန်ချက်စတာစီးရဲအသင်းကိုရှောင်းတယ် မန်ချက်စတာယူနိုက်တက်အသင်းကိုရှုံးနေဟုတ်ပြီယူနိုက်တက်အသင်းကမန်ချက်စတာဒါဘီမှာရှုံးနေခဲ့တဲ့တုန်းကလူတိုင်းကလည်းမဟုတ်ဘူးဟာမန်ချက်စတာယူနိုက်တက်ကိုလုံးဝကိုထိမုံပစ်လိုက်မယ်လို့မျှော်လင့်ထားခဲ့ကြလားဟုတ်တယ်ဟုတ်ဒါမဲ့အဲ့ဒီ graphic ပေါ်မှာအခြားပွဲစဉ်တွေနဲ့ရှိသေးတယ်ဗျခင်ဗျအင်္ဂလန်ချန်ပီယံဖြစ်နေပြီးတော့ခင်ဗျကလည်းမဟုတ်ဘူးဖြစ်နေပြီးတော့အစောကမာရီငင်ကိုပြောသွားသလိုပဲငွေကြေးပမာဏအများအများသုံးဆွဲထားတဲ့အခါမှာခင်ဗျနိုင်ကိုနိုင်ရမယ်လို့မျှော်လင့်ထားတဲ့ပွဲစဉ်တွေလေခင်ဗျအဲ့ဒီပွဲစဉ်တွေကိုနိုင်ကိုနိုင်ရမှာလေ ခင်ဗျနိုင်ရမယ်လို့မျောလင်းထားပေမဲ့ခင်ဗျအလိုလျောက်နိုင်မယ်လို့တော့မဆိုလိုပါဘူးပေါ့ဗျာဒါပေမဲ့ဒီကိစ္စမှာနောက်ထပ်အချက်အချက်ရှိသေးရဲ့ဗျကျွန်တော်လုံးဝသဘောတူပါတယ်ကျွန်တော်စိတ်အနှောက်အယှက်ဖြစ်နေတဲ့နောက်ထပ်အရာတစ်ခုလည်းရှိသေးတယ်ပရိမယာလိဒါပေမဲ့ဥရောပတခွင်ကဘယ်နည်းပြမဆိုလက်စရာအိဆက်ကိုရင်းဆိုင်ရနိုင်မယ်ဆိုရင်တို့ယူကြမှာပဲပြီးတော့သူလဘဝသိန်းကိုရောက်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအချိန်လေးကအဆင်ပြေနေခဲ့ပါတယ်တို့သူတို့တော်တော်လေးကိုကောင်းနေခဲ့ပါတယ်ဧကတိကလည်းတကယ်ကိုပြန်တတ်နေခဲ့တယ်ခင်ဗျားဆိုရင်ရောနှစ်ယောက်စလုံးကိုယူမှာ ဒါကလုံလုံးနေသလားအခုပြန်ကြည့်အဂရီဂီရှိနေလို့အေးဆောက်ကိုမယူသင့်ခဲ့ဘူးလို့ပြောရမှာလားကျွန်တော်ထင်တယ်ဗျအဲ့ဒီအကြီးအသေးကြီးရဲ့ဇာမနှစ်ယောက်ဆုံးကိုဝယ်လိုက်တဲ့အပေါ်ဆိုးမှုတဲ့လူတွေအများကြီးရှိပါတယ်ဒါမဲ့ခမရဆိုရင်တော့ယူမှာပဲဘယ်သူကမယူပဲနေပါလဲဗျခမရမယူဘူးလို့တော့ပြောနေတယ်မလားအေဂရီကကျွန်တော်အမြင်မှာတော့အခြားဇာမတွေမယူတော့အောင်လို့သူတို့ဝယ်လိုက်တယ်လို့ကျွန်တော်တော့မြင်နေဗျအာကျွန်တော်အမြင်ကတော့အဲ့လိုပဲမြင်နေတယ် ပြီးတော့ခမရမှာအကင်းကြီးရှိနေပြီဆိုရင်အေးဆက်ကိုဝဲမဲ့အခွင့်ကြီးလဲခမရညင်းရညင်းပါလားအဲ့ဒီအစင်းဇာမနှစ်ယောက်စလုံးအတွက်ကျွန်တော်ပတ်စံကိုပုံအောင်ပါမလားဆိုတော့ကျွန်တော်တော့မသေးကြဘူးဗျကွင်းထဲမှာအခြားနေရာတွေလွတ်နေတာရှိသေးတယ်ဗျဘုံနောက်ကလူနှစ်ယောက်တတ်တောင်းတတ်တာဖြစ်လို့နေတယ်ကျွန်တော်ခမရနဲ့သဘောတူပါတယ်ဒါပေမဲ့မာဂူီဒီကိုရောက်ဖို့တိုးစားခဲ့တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဗျအချိန်နှောင်းမှဖြစ်သွားတာကအကျန်းကိုနောက်ကျသွားတာပါအဓိကအချက်ကကျွန်တော်တို့ သူတို့ဤဆက်ကိုခေါ်လိုက်တယ်ပြီးတော့အဲ့ဒါကဧကရီကိုလမ်းကြောင်းလွဲသွားစေတယ်ပြီးတော့အသင်းတစ်ခုလုံးကိုလမ်းကြောင်းလွဲသွားစေသလိုဖြစ်စေကျွန်တော်ဇာမတယောက်တည်းကိုအပြစ်တင်နေတာမဟုတ်ပါဘူးဘလို့နီးနေမှာမဟုတ်ပါဘူးဆိုတော့ဘာလို့လဲဆိုတော့ဒါကဤဆက်ရဲ့အပြစ်မဟုတ်လို့ပါပဲသူကသူလုံးဆက်ရှိကြောက်ကိုလုံးနေတာပဲလေဆိုတော့မှတ်မိမလားတော့မသူဧကရီကရာသီအဆမတကယ်ကိုကောင်းခဲ့ပါလေသူတို့အရန်ကိုကောင်းခဲ့ပါလေတကယ်ကိုကောင်းကောင်းစားခဲ့ပါလေသူတို့နိုင်ဝဲတွေရောက်လဲစူးစမ်းပန်းစားလုံးနိုင်ခဲ့ပါလေအိဆက်ဝင်လာပြီးတဲ့နောက်မှာအရာအလုံးဟာပြိုလဲသွားသလိုဖြစ်သွားတယ် ပြီးတော့ဒါကအရာတော်နောက်ရှက်ဖြစ်စေခဲ့လားတော့ကျွန်တော်လည်းမသိဘူးဗျကျွန်တော်တော့ဒါကဟန်ချက်ညီမှုနဲ့ဆိုင်နေလို့ထင်တယ်ဒါကတကယ်ကိုရတန်နဲ့ဆိုင်နေလို့ထင်တယ်ခမောလူစင်းတဲ့ကိုဇာမတွေဝင်လာတဲ့ခါမှာအဲ့လို chemistry မျိုးရအောင်ယူရမယ်လေပြီးတော့ chemistry တကုတ်ကမှားရင်းသွားခဲ့ပြီပြီးတော့ body language ပေါ့ဗျာအခုဇာမအချို့ကိုခမောထိလိုက်မယ်ဆိုရင်အဲ့ဒါမရှိတော့ဘူးဗျတို့မှာယုံကြည်မှုတွေမရှိတော့သလိုပဲပြီးတော့အဲ့ဒါကခမောကစားမလားတို့ကြီးကတကယ်ကိုကျွတ်ဆက်နေပုံပေါက်နေဗျာ ကိုနာလေးဆိုရင်လည်းအရန်ကိုကျွတ်ဆက်နေပုံပေါက်နေတယ်။နောက်တိုင်းကလည်းကျွတ်ဆက်နေတယ်၊ထိခိုက်လွယ်နေတယ်ပြီးတော့လက်ပန်းကြောင့်လဲဆိုတော့ကျွန်တော်လည်းမသေးကြဘူးဗျ။သူတို့လုံလောက်အောင်ဖေးရမပေးနိုင်လို့လား။ဘောလုံးပြီးတော့ဘောလုံးတွေအများကြီးဝင်လာနေလို့လား။ကောင်းပြီ။ပက်ဂွာရီလာကအိဒီယန်မှာလဘဘူးနဲ့ပွဲတော်ကတုံးခဲ့တဲ့နေပြော်တွေကိုကြည့်လိုက်ပါ။ဆိုတော့ကဂျယ်မီဒိုဂူကိုကိုနာလေးနဲ့ရှင်ထားလိုက်တယ်ဗျ။ဒိုဂူအတွင်းထဲကိုဝင်လာပြီးဒေါင်းထဲကိုကန်လန့်တဲ့အချိန်ပေါ့။ပြီးတော့ထပ်ပြောမယ်ဆိုရင်ဒါကဇာမတယောက်ထည့်ရဲ့အပြစ်မဟုတ်ပါဘူး။အိဆက်ရဲ့အပြစ်လည်းမဟုတ်ပါဘူး။ ်လော်ရီယန်ဝါစီအပြစ်လည်းမဟုတ်ပါဘယ်သူအပြစ်မှမဟုတ်ပါဒါပေမဲ့ကိုနာတေးကဒီရာသီမှာတကယ်ကိုမကောင်းဘူးလို့ထင်နေတော့ပြီးတော့ခမရပါဇာမတယောက်ရှိနေခမရဖြစ်နေတာကဒါကလည်းဖြစ်တတ်ပါလေခမရသိပါလေကျွန်တော်တို့အားလုံးလည်းကြုံမှုကြပါလေခမရခြေစုံပြသနိုင်တဲ့အချိန်အသင်းတင်းကခမရကိုပြစ်မှတ်ထားကစားနေတဲ့အချိန်မျိုးပေါ့ဗျာဒါပေမဲ့ခုနှစ်ပွဲမှာ6ပွဲရှုံးတယ်ဆိုတာကတော့ဒီလိုအောင်မင်းကလည်းအတိတ်မှာလုံးဝမဖြစ်တဲ့အရာကြီးပေါ့ဗျာလုံးဝကိုမဖြစ်တဲ့အရာဘူးပြီးတော့ဒါကယုံကြည်မှုဆိုတာကို လုံးဝကိုကျိုးပဲ့သွားသလိုပြသနေတယ်ဗျ။ဘာလို့လဲဆိုတော့ခင်ဗျားကြောက်ကဘာတဲ့ကိုပြုတ်ကျသွားနိုင်လို့လေ။ပြီးတော့အဲ့ဒါကသူတို့လုံးခဲ့တဲ့အရာတွေပဲ။အခုတော့ဘောလုံးပွဲတွေရှုံးနေတာကအချင်းတစ်ခုလိုဖြစ်လာနေပြီ။သူတို့အဲ့ဒါကိုပြန်ပြီးလုံးဝကိုပြောင်းလဲပြေးရမယ်ဗျ။မင်းတော့ပါခင်ဗျားတို့နေအောင်ဆုံးကရုံးကန်နေရတဲ့အသင်းတွေမှာစားခဲ့မှုပါလေ။ခင်ဗျားတို့အောင်မြင်ခဲ့ပြီးမှရုံးကန်နေရတဲ့အသင်းတွေလည်းရှိခဲ့မှုပါလေ။လက်ပါဘူးရုံးကန်နေရတယ်ဆိုတာတန်းတရားဖြစ်စေရတော့မလို့ပါဘူး။အသင်းကောင်းဆောင်တယောက်ကထွက်လာပြီးတော့တိုင်ဝဲတွေရှုံးနေမှုတွေအကြောင်း စိန်ခေါ်မှုတွေအကြောင်းရှုံးနေမှုတွေအကြောင်းပြီးတော့သူတို့စကန်ဘောတွေအတွက်အစင်သည့်မဖြစ်မှုတွေအကြောင်းပြောလာတဲ့အခါမှာအဲ့ဒါကပရိသတ်တွေအတွက်အဝလဲကန်းတွေကဇာမတွေအတွက်ပေးခြင်းနဲ့မန်စီတကူလားဒါတော့သူ့အသင်းဝင်တွေစီမှာပေးခြင်းနဲ့ချင်းနဲ့ပြတ်သားတဲ့မန်စီတကူပါပဲကျွန်တော်ထင်ပါတယ်လော်ဘူးကတကယ်ကောင်းတဲ့အသင်းအသင်းဖြစ်ပြီးလက်ရှိအချိန်မှာအရန်ခက်ခဲတဲ့အခိုက်အတန့်တကူဖြတ်သန်းနေရတာပါပြီးတော့ဘာကြီးကအသင်းကောင်းဆောင်လေသူကခေါင်းဆောင်တယောက်ဖြစ်ပြီးအဲ့ဒါကသူ့အသင်းမော်ရီတဲ့ဖြစ်နေတာကမနေ့က မရှိခဲ့တဲ့လဘဝူးနဲ့အတူပရီးမီးယားလိဂ်ဖလားမှာရခဲ့ဘူးတဲ့အစားမတွေအတွက်ပြင်းထန်တဲ့ message တစ်ခုပါလဘဝူးရဲ့အစံတော့နေကလက်ရှိဖြစ်နေတာတွေထက်ပိုပြီးတော့မြင့်မားဖို့လိုအပ်တယ်ဆိုတဲ့ message ပေါ့ဗျာဒါကအခြေခံနေပါပဲခင်ဗျာကိုကိုကိုဖြစ်နေတဲ့မြောက်ကောင်းဆုံးခွင့်ရေးပေးရမယ်ဗျပြီးတော့ဒီထဲမှာတအိုးချင်းဇာမတွေကိုကြည့်လိုက်တဲ့အခါမှာမင်းကောင်းကောင်းကစားနေရလားမင်းမစတဲ့ငင်းတွေကတအိုးချင်းကောင်းကောင်းစားနေရလားလူတိုင်းဟာသူတို့ရဲ့အကောင်းဆုံးပုံစံမှာရှိနေရလားအဲ့ဒီအနီအောင်ကြစီဝစ်စင်ထားတဲ့သူတွေထဲမှာဟုတ်ကဲ့ ျွန်တော်ကောင်းခဲ့ပါလေလို့လှည့်ပြန်ပြီးပြောမဲ့သူတိတ်တော့မရှိခဲ့ဘူးနော်။ပြီးတော့အဲ့ဒါကဘောလုံးရဲ့တကယ်အခြေခံကြတဲ့အုတ်မြစ်တစ်ခုပေါ့။မဲလန်ကြီးအချိန်မှာတော်တော်လေးကောင်းကောင်းကစားနေရလားဆိုတာပေါ့လေ။ပြီးတော့သူတို့မကောင်းကြပါဘူး။ကဗျာကဇာမသစ်တွေအကြောင်းကိုပြောနေတာပေါ့။ဒါမဲ့လန်ကြီးအချိန်မှာရုန်းကန်နေရပုံပေါက်နေရကနေရရပြီးသားဇာမတွေလည်းအချို့လည်းပါဝင်နေရလို့ထင်တယ်။ဆိုတော့ဆိုတော့ကဒုတိယဂိုးဘုံထောက်ပြသူလိုပဲဗျာမိုးဆာလာမတ်အလစ်စတာခြေစွမ်းပြောက်နေပုံပေါက်နေတာက နေရာရပြီးသားဇာမတွေလည်းပါနေရင်တော့ဆိုတော့ rain ဟုတ်ပါတယ်ပါနေပါတယ်ကျွန်တော်ကျွန်တော်ထင်ပါတယ်ခင်ဗျာသိတဲ့အတိုင်းပြသူတို့ကတရားသီလုံးနီးပါးကိုခက်ခဲတဲ့အချိန်ကိုပြတ်တမ်းနေရတာပါရာသီရဲ့စားဘက်မှာသူတို့ပဲဒီကိုနိုင်ခဲ့ပြီမြေခြေစွမ်းဘက်မှာရုန်းကန်နေရပါတယ်ပြီးတော့ကျွန်တော်တရားသီလုံးပြောခဲ့ပါလေဘိုလဲကန်နေရာအားခေါင်းဆောင်တွေကပဲကစားမတွေကိုစိတ်တဲ့ပြန်ပြီးဆွဲတင်ပေးရမှာပါဘာလို့ဆိုတော့အဲ့လိုမဟုတ်ရင်တော့ခင်ဗျာသိတဲ့အတိုင်းပြပြီးတဲ့နေ့နိုင်ငံတွေမှာမဂျက်စတောင်းနဲ့တဲ့အသေးနဲ့တို့တို့မြင်တွေ့ခဲ့ရသလိုမနေ့ကရာသီတော်လင်ဟောစပါးအသေးနဲ့မြင်ခဲ့ရသလိုမျိုးသူတို့ဇေယအောက်ကိုရောကြသွားနိုင်ပါတယ် ကဗျာချက်ချင်းကြီးတော့ထိတ်လဲမသွားပါဘူးဟုတ်တယ်မလားလုံခဲ့တဲ့၃နှစ်ကိုပြန်ကြည့်မယ်ဆိုရင်ရာခိုင်လောက်လက်ထက်၃နှစ်လောက်ကအာတို့ဒီထက်ပြီးဆိုးရွားတဲ့အစာပြုမှုရှိခဲ့ပြီးတော့အစုံးမှာအဆင့်၅နဲ့ပြီးဆုံးသွားခဲ့ပါလိမ့်အဆင့်၅တဲ့ပိုကောင်းတာလိုချင်ကြမှကျွန်တော်တို့သိပါတယ်ဒါမှလည်းပဲကဗျာချက်ချင်းကြီးတော့ထိတ်လဲစရာမလိုသေးဘူးမဟုတ်လားတို့အခြေခံစီကိုပြန်သွားဖို့လိုအပ်ပါတယ်ရှောင်းတိုက်ပြောခဲ့တာကိုကြည့်လိုက်လေပြီးတော့ခင်ဗျာကြည့်ပြီးတော့ပြောပါလိမ့်မယ်ကြည့်ပါဦးရာလတ်တွေကလုံလောက်အောင်မကောင်းဘူးလို့ဆိုတော့တို့ရဲ့စံနှုန်းတွေအရ Northern Forest တွေရဲ့ရာလတ်တွေ ကလုံလောက်အောင်ကိုမကောင်းခဲ့ပါဘူး။တို့တို့အခြေခံစီကိုပြန်သွားခဲ့ကြပါတယ်။ပြီးတော့နေကိုဟာဒီအကြောင်းကိုထိတွေ့ပြောဆိုသွားတယ်။ကျွန်တော်တို့ပြေးလွှားမှုတွေလုံနေတယ်။ကျွန်တော်တို့ခတ်ခဲတဲ့အလုပ်တွေကိုလုံနေတယ်တဲ့။လဘဘူးကတော့အခြေခံစီကိုပြန်သွားဖို့လိုအပ်နေသလိုခံစားရတယ်ဗျ။ပြီးတော့အဲ့ဒါကအော်ဆူရဇူအနေနဲ့တကယ်ကိုကြစ်ကြစ်လက်လက်ခံစစ်ကစားတာ။တကယ်ကို unit ကုအနေနဲ့ခံစစ်ကစားတာပါပဲ။လောလောဆယ်တအိုးချင်းတောင်းရင်မှုတွေမရှိနေဘူးလို့ကျွန်တော်တို့မြင်နေဗျ။ဆိုတော့ရိုင်းခန်းစစ်ကဖြည့်ရှင်းမှုအကြီးမားဆုံးပြဿနာတစ်ခုများလား။ အာကျွန်တော်လည်းအဲ့လိုတော့ထင်ပါတယ်ခင်ဗျာရုံးကန်နေရတဲ့အချိန်မှာလုံးဖို့အလွယ်ကူဆုံးအရာတော့နောက်ပြန်ဆုံးတကယ်ကိုစနေတဲ့ကြောင့်နေကြည်ကြည်လေးလေးကစားဒါပါပဲဆိုတော့ပြီးတော့လက်ရှိအချိန်မှာလမောဘူးကအဲ့ဒါနည်းနည်းဟာလာဟင်းလေး open ဖြစ်နေတယ်လို့ခံစားရတယ်ဗျာရေဆန်ကစားဖို့အတွက်အရန်ကိုလွယ်ကူနေပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နဲ့ပြောင်းချမ်းသာချမ်းသာကြပါစေခင်ဗျာ